အားလုံးပဲမိလို့ညစိုင်းလန့်တရေထဏမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးကတော့2008 ARI Nagit လို့မဖြစ်ဖို့တတိပေးလာတဲ့ချီကွန်တော်ရုပ်သံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီမှာချီကွန်တော်ကဘယ်လိုအကြောင်းအရာတွေကိုတတိပေးထားသလဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းစိုင်းလန့်တရေထဏမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ လင်းပြည်ပမှာရှိကြတယ်ညီကိုမောင်နှမများအားလုံးပဲမင်္ဂလာပါမြန်မာပြည်မြင်းငလင်းဘေးနဲ့ပတ်သက်ပြီးကုညီထောက်ခံရေးတွေလုပ်တဲ့နေရာမှာအရေးကြီးတတိထားရမယ့်အချက်တွေရှိပါတယ်ယခုမြင်းငလင်းဘေးကြောင်ပြုတ်ပြက်ပြက်စီးသွားတဲ့အဆောက်အဦကြီးတွေတိုက်အိမ်ကြီးတွေအုပ်ပုံကြီးတွေကိုဖယ်ရှားရှင်းလင်းဖို့အဓိကလိုအပ်တဲ့ပြက်စီးတွေကကရိန်ကြီးတွေစက်ရံတရားတွေထရန့်ကားကြီးတွေတည်ယူပို့ဆောင်ရေးခြင်းတွေအဓိကလိုအပ်တာဖြစ်ပါတယ်အဲ့ဒီစက်ရံရံတရားတွေကဘယ်သူစီမှာရှိလဲဆိုရင်မြန်မာနိုင်ငံရဲ့လုပ်ငန်းရှင်တွေစီမှာ အစိုးရစီမှာစစ်တပ်စီမှာပဲရှိပါတယ်เนาะအလုံးနဲ့တည်တဲ့အတိုင်းပဲကျွန်တော်တို့မြန်မာနိုင်ငံကအရေးနဲ့အကြောင်းတစ်ခုခုဖြစ်လာပြီးဆိုရင်အလှခံပြီးတော့ဖြည့်ရှင်းရတဲ့ပြဿနာเนาะအဲ့ဒီပြဿနာနဲ့အမြဲတမ်းပြင်ဆင်ခဲ့တာစေတုဖြစ်ပေါင်းများစွာဖြစ်နေပြီအဲ့ဒီအတွက်ကြောင့်အဲ့ဒီရင်ရမ်းတရားတွေယူဖို့အတွက်အလှခံနေတာတွေတွေ့နေမြင်နေတာတွေရှိပါတယ်အဲ့တော့ဒီမှာအလှခံတဲ့ချက်ချင်းကြီးကရိန်းကားကြီးပြေးဝယ်ဖို့ဆိုတာလည်းမဖြစ်နိုင်ဘူးအဲ့ဒီကရိန်းကားကြီးနိုင်ငံခြားမှာတော့ဝယ်ပြန်ရောက်လာတဲ့အခါကျရင်ဒီအောက်မှာရှိနေတဲ့လူတွေနဲ့ဒီရင်ရမ်းတရားတွေအကုန်လုံးကမရှိမရှိတော့ပျက်စီးကုန်ပြီအဲ့တော့ပြောချင်တာကဒီပေါ်မှာဒီငလင်ဘေးကိုအကြောင်းပြုပြီးတော့ဒီဟိုဘယ်လိုလဲ လူတွေ attention ရှာတာဒီနော်အချို့လူတွေကလည်း attention ရှာတယ်အလူခံပုံပေါ်တွေကလည်း attention ရှာတာဒီကဒါသတိထားရမယ်လွဲချော်နေတဲ့အချက်လို့ပြောချင်တာပါအဲ့တော့အဲ့ဒီရင်ရန်တရားတွေကမြန်မာနိုင်ငံမှာအလုံးအလောက်ရှိပါတယ်နော်စစ်တပ်နဲ့အစိုးရနဲ့စောက်လို့ရလုပ်ငန်းရှင်ကြီးတွေမှာမြန်မာနိုင်ငံမှာအဲ့ဒီရင်ရန်တရားတွေအလုံးအလောက်ရှိပါတယ်သူတို့ကအမှန်တကယ်ထုတ်တုံးမယ်ဆိုရင်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှလိုအပ်ချက်ရှိမှာတော့မဟုတ်ဘူးဒီအနည်းနဲ့အမြန်ကျွန်တော်ကူညီပေးနိုင်မှာဖြစ်ပါတယ်ပြီးတော့ဒီငလင်ဘေးအန်ရဲကြောက်ပျက်စီးရှုံးရှုံးသွားတယ်ထိခိုက်နှစ်နာသွားတဲ့အရာတွေ ကူညီဖို့ဆိုရင်ကျွန်တော်အပိုင်းနှစ်ပိုင်းလိုပါတယ်အခုလက်ရှိထိခိုက်နေတဲ့လူတွေကိုအရေးပေါ်ကယ်ဆယ်ဖို့နဲ့အနာဂတ်မှာပြန်လဲထူထောင်ရေးတဲ့အပိုင်းနှစ်ပိုင်းရှိပါတယ်ဒီအရေးပေါ်ကူညီဖို့ဆိုရင်ခုနကကျွန်တော်ပြောတဲ့ရင်တွေစိတ်ရန်တရားကြီးတွေကမြန်မာနိုင်ငံမှာအလုံအလောက်ရှိပါတယ်เนาะအဲ့ဒီစစ်တပ်တွေအစိုးရတွေလုပ်ငန်းရှင်ကြီးတွေထံမှာအလုံအလောက်ရှိပါတယ်သူတို့ကဒီပြည်သူတွေအပေါ်ကဒီပြည်သူတွေအပေါ်မှာသူတို့အမြတ်အစွန်းတွေရလာတယ်ကျွဲဝချမ်းသာလာတယ်အခုပြည်သူလူတွေဒုက္ခရောက်နေတာဖြစ်တဲ့အတွက်သူတို့ကအဲ့ဒီသူတို့စီမှာရှိတဲ့ရင်ရန်တရားတွေအကုန်ထုတ်သုံးမယ်ဆိုရင်လုံလောက်ပါတယ်เนาะဒါကအရေးပေါ်ကယ်ဆယ်ရေးကိုပြောတာအဲ့တော့အနာဂတ်ပြန်လဲထူထောင်ရေးမှာအရေးကြီးတာက အမှန်တကယ်ထိခိုက်နစ်နာသွားတယ်လူတွေအမှန်တကယ်ဒုက္ခရောက်သွားတယ်လူတွေလက်ထဲကိုအကူအညီတွေရောက်ဖို့လိုပါတယ်အခုဆိုရင်အမေရိကန်တမန်တော်ဒေါ်နယ်ထရန့်နော်နောက်နောက်တစ်ခါဒီကုလသမဂ္ဂအထွေထွေအသွင်းယူမှုချုပ်နဲ့နိုင်ငံတကာအစိုးရတွေအကုန်လုံးကလည်းမြန်မာနိုင်ငံရဲ့ငလင်ဘေးအန္တရာယ်ကြားရောက်ခဲ့တဲ့ပြည်သူတွေကိုအကူအညီပေးမယ်လို့အစိုးရတိုင်းကကြေညာချက်တွေထွက်ထားတယ်အခုဆိုရင်တရုတ်နဲ့ရုရှားနဲ့အိန္ဒိယနဲ့ရောက်နေပါပြီရောက်နေတဲ့နိုင်ငံကလည်းအခုမြန်မာစစ်တပ်နဲ့မြန်မာစစ်တပ်ကိုအငြင်းတဲ့အကူအညီပေးနေတဲ့နိုင်ငံတွေအရင်ရောက်နေပါတယ်အဲ့ဒီတော့ကျွန်တော်တို့စိုးရိမ်စရာတစ်ချက်ရှိတာက တကယ်လိုအပ်နေတဲ့တကယ်ဒုက္ခရောက်နေတဲ့လူတွေစီမရောက်ဘဲနဲ့မြန်မာစစ်တပ်ထံကိုရောက်သွားရင်ဒါတွေကသူတို့ဒီစစ်တပ်ရဲ့အတုံးစရိတ်စစ်တပ်ရဲ့စားနပ်ရိတ်ကစစ်တပ်ထဲကိုရောက်သွားမှာကိုကျွန်တော်တို့စိုးရိမ်ကြရှိပါတယ်ပြီးတော့ဒီအမေရိကန်တို့ကုလသမဂ္ဂတို့တခြားသောအနောက်နိုင်ငံတွေဒီအကူအညီတွေပေးဖို့ဝင်လာဖို့ဆိုသူတို့ကတော့အရန်ကိုစနစ်ကြတယ်သူတို့စီမှာခက်ခဲရှိနေတယ်ဘာခက်ခဲလဲဆိုတော့သူတို့ကိုယ်တိုင်တကယ်ဒုက္ခရောက်တဲ့လူတွေလက်ထဲကိုပေးရမှာသူတို့လာမယ်ဆိုတာမျိုးတွေရှိတယ်တောင်းဆိုတယ်အဲ့ဒီသူကစစ်တပ်ကလက်မခံဘူးသူတို့အစိုးရကိုပဲပေးနော်သူတို့စစ်တပ်ကိုပဲပေးစစ်တပ်ကနေဝေပေးမယ်ဆိုပြီးပြောတယ်အဲ့ဒါမျိုးကိုနိုင်ငံတကာဖွဲ့စည်းတယ်နိုင်ငံတကာအစိုးရတွေကလက်မခံဘူးဒါဆိုရင် မိဆိုင်ရာပြင်းနေတိုင်းနာခေါင်းဆောင်ဝေစီကနေတဆင့်အကူကြီးတွေလာမလားဆိုတော့လေအဲ့လိုအကူကြီးတွေလာဖို့ဆိုရင်တင်းပေါ်နဲ့တဲလာရင်တင်းပေါ်စကန်ကတ်ရမယ်တင်းပေါ်စကန်ကတ်ဖို့ဆိုရင်မြန်မာနဲ့အိမ်ကြီးချင်းဖြစ်တဲ့ထိုင်းလာအိုအိန္ဒိယ ဘင်္ဂလားဒေ့ရှ်တို့မှာကက်ရမယ်အဲ့လိုကက်ဘူးအဲ့လိုအဲ့ဒီအိန္ဒိယနိုင်ငံတွေမှာကက်ပြီးတော့မြန်မာပြည်တွေကိုတင်သွင်းလာမယ်ဆိုရင်လည်းလက်ရှိမြန်မာပြည်မှာအာဏာသုံးရက်ကိုတင်းထားတဲ့စစ်တပ်ကလက်မခံရင်လည်းလာလို့မရပြန်ဘူးအဲ့တော့စစ်တပ်ကိုပေးလိုက်ပြန်ရင်လည်းဒါစစ်တပ်ကနော်လူမျိုးသုံးတပ်ဖြတ်မှုတွေစစ်ရာဇဝတ်မှုတွေတူးလွန်နေတယ်နော်ပြီးတော့ပြည်သူလူထုကိုရရက်ဆက်ဆက်လင်းရင်ဘုံကျဲတပ်ဖြတ်နေတဲ့စစ်တပ်ကိုထောက်ပံ့ပေးသူဖြစ်သွားမှလည်းနိုင်ငံတကာကစိုးရိမ်နေရတယ်အဲ့ဒီတော့ကြောင့်နိုင်ငံတကာရဲ့အကူအညီတွေချက်ချင်းရဖို့ကတော့အနည်းငယ်ခက်ခဲမယ်ဒါကလည်းရေရှည်အနာကထူထောင်ရေးအတွက်ထိနိုင်ငံတကာကအကူအညီပေးရင်အဲ့လိုစဉ်းစားရတယ်နော်ခုနကျွန်တော်ပြောသလိုအရေးပေါ် ကိုကြီးကိစ္စရေးလုပ်ဖို့ဆိုမြန်မာနိုင်ငံမှာရှိတဲ့စက်ရင်ရန်ရားတွေဒါအကုန်ထုတ်သုံးမယ်ဆိုရင်တကယ်လို့